ော်ဒီနေ့အတော့ပေါ့လေပလေတိုကဘာကြောင့်မို့ဒီမိုကရေစီပေါ်မှာတန်မြတ်ရှိတယ်လဲဆိုတာ ਨੇ ပသက်ပြီးတော့ဆွေးနွေးတင်ပြသွားခြင်းတော့ပေါ့အဲ့တော့အကြောင်းကတော့သူ့ဆရာဖြစ်တဲ့ဆိုကရတီကအပြစ်မရှိဘဲနဲ့လူငယ်တွေကိုဖြစ်စီပါတယ်ဆိုတော့အမှုနဲ့ပြောရင်တော့မဲအများစုကနေပြီးတော့လူနည်းစုကိုအနိုင်ကျင့်ပြီးတော့အေးတမ်းပေးခဲ့တာဖြစ်တာကြောင့်မို့ပေါ့ ဟော तू ကတန်မြတ်ရှိခဲ့တယ်အဲ့တော့ तू တန်မြတ်ရှိတာကို तू ကနမိတ်နမိတ်ပုံလေးနဲ့ तू ထပ်ပြီးတော့เจ้าသားတွေကို तू တပည့်တွေကိုဟိုအင်းကြားပို့ချခဲ့တာကိုတွေ့ရတာပေါ့အဲ့ဒီပုံမြင်လေးကဘာလဲအလဲဆိုတော့ဟောလေဟိုကပေါ့နိုင်ငံနဲ့တူတဲ့လေကြီးရှိတယ်ပေါ့အဲ့ဒီလေကြီးတဲ့ရဲ့တင်မော့ကက်ပတင်ကအဲပြောရင်တော့ဟိုဟိုနိုင်ငံကြီးဟိုကပေါ့ခေါင်းဆောင်ပေါ့အကြီးဆုံးလူပေါ့သဘောက ဒါပေမဲ့အကြီးဆုံးလူကအဟိုဟိုဘာဖြစ်တယ်လဲလို့လို့လို့ပြောရရင်အင်းသူကမျက်စိလည်းတိတ်ပြီးတော့ဟိုကောင်းကောင်းမမြင်အောင်နောက်ပြီးတော့ခုနလိုပဲအသိဉာဏ်ကလည်းအဲဖွင့်မျိုးမျိုးမရှိ။နောက်အဲ့ဒီအချိန်မှာအဲဒီတင်မောသားတွေကလည်းဒီတင်မောကြီးကိုဟိုတိမ့်မှုစူးစမ်းနေတော့ဘာဖြစ်လို့တိမ့်မှုစူးစမ်းနေဆိုတော့ပြောရရင်တော့အဲဒီ နိုင်ငံကိုတိမ့်ပိတ်ခြင်းတော့အဲ့ဒီတင်မသားတွေကဘယ်သူတွေလဲဆိုတော့နိုင်ငံရေးသမားတွေတို့အဲ့လိုဒီအစိုးရဆန့်ကျင်တဲ့လူလူတွေပေါ့အဲ့လိုလူမျိုးတွေဖြစ်နေတာပေါ့အဲ့ကြတော့အဲ့ဒီအထဲကအဲလူတယောက်ကတော့ဘဲမှမပါဘဲနဲ့ကောင်းဝင်ကြီးကိုကြည်နေတော့အဲကောင်းဝင်ကြီးပြီးတော့နက်ခတ်တရားတွေကိုကြည်နေတော့ပေါ့ဘာဖြစ်လဲလဲဆိုတော့နက်ခတ်တရားအကိုကြည်ပြီးတော့တင်မောကမောင်းလို့ရမှာဟုတ်ဆိုတော့ ဟိုတကယ်လို့ကဟိုအဲ့ဒီနက္ခတ္တရာဒါတင်မော့ကက်ပတင်ကြီးကရောက်တယ်ဆိုရင်ပြောရရင်တော့ဟိုသူလိုသူတို့လိုချင်တဲ့ပန်းတိုင်ကို ရောက်သွားနိုင်တာပေါ့အော်ပေါ့အဲ့အဲ့ဒီသဘောကိုတင်ပြထားထားတာပေါ့ဆိုလိုချင်တာကဟိုတကယ်ကက်ပတင်တကယ်နိုင်ငံကိုကောင်းဆောင်မဲ့အဲ့သူကအဲ့ဒီလိုနက္ခတ္တရာတွေနဲ့တိညာညာအလင်းပွင့်နေတဲ့ ပညာတတ်တဲ့အဲဒါဒါသနိကဗေဒပညာရှင်တွေဖြစ်တဲ့ဆိုတဲ့သဘောကိုဟိုဒီပလေတိုကတင်ပြရင်းနဲ့ဒီမိုကရေစီမှာအားနည်းချက်တွေရှိတဲ့တန်ရရှိတယ်ဆိုလို့လည်းတင်ပြသွားတဲ့နမိတ်ပုံတွေ thank you